ခုကျွန်တော်ရောက်နေတဲ့နေရာကတော့ဒီပီလမ်းမပေါ်နဲ့ခပေါင်းလမ်းဘေးကဲရမှာရှိတဲ့ Cherry မြန်မာ Car Showroom အသစ်ဖွင့်ပွဲကိုရောက်နေဖြစ်ပါတယ်။ဆိုတော့ဒီ Cherry ဆိုတော့ဒီမြန်မာနိုင်ငံပြည်သက်တွေနဲ့တိတ်မဆမ်းဘူးလို့ထင်ပါတယ်။ပြီးတော့အခုလောလောဆယ်မြန်မာနိုင်ငံကလူတွေက EV နဲ့ပတ်သက်လို့အရင်စိတ်ဝင်စားပါတယ်။ဆိုတော့အခုလောလောဆယ် EV ကားအသစ်နှစ်စီးကိုလည်းဒီအထဲမှာကြွညာထားပါတယ်။ဆိုတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ဆိုတော့အထဲကိုလိုက်ကြည့်လိုက်ရအောင်။ မိတ်ဆက်ပေးရတဲ့ကာနစီကတော့ဒီ EQ1 mini hatchback လေးနဲ့ပြီးတော့ဒီအရှိရ EV နဲ့ပေါ့နော်ဆိုတော့အရှိရတော့ SUV ကြာမဲ့ကျွန်တော်အခုဒီကားကိုပိုကြိုက်လို့ကျွန်တော်ဒီကားအကြောင်းပြောမှာဖြစ်ပါတယ်ဆိုတော့ဒီကားတော့ကျွန်တော်မြန်မာနိုင်ငံကိုဝင်လာတဲ့ EV တကားနှစ်ပေါက်ဒီ mini EV တွေမှာ great အမြင့်ဆုံးပဲဖြစ်ပါတယ်တကယ်လုံးဝတကယ် premium ပေါ့နော်တဲ့မီးလုံးတွေကြည့်မလားပေါ့နော်ထဲကဒီ tag ထိုင်အောင်ပုံစံတွေရော dashboard design တွေရော twin cam ပဲဖြစ်ပါတယ်ဆိုတော့အတွင်းကတော့တကယ်ကို premium ပေါ့နော်အာ ပြောရင်တော့ဒီ BA ထိုင်ကိုကျွန်တော်အရင်ကြိုက်နေတယ်။အဲထိုင်ကကတော့ modern နဲ့ပြီးတော့ဒီကောင်ခုံဒီနောက်ကလူတွေဝင်ဖို့အတွက်ဆိုရင်သူကအာ motor ဥမှာသူကဒီတကယ်ကို premium တကားနှစ်ပေါက်ပြိုင်ကားတွေ sport ကားတွေလိုမျိုးပေါ့နော်။သူကဒီ cloud ကလေးရှိပါအဲ cloud နှိပ်လိုက်မယ်ဆိုရင်တော့သူကတော့ထိုင်ကကအရှိလဲရောက်သွားမယ်ပြီးတော့ဒီကောင်ကလည်းလေးကွေးကြောမီရလည်းလုံးဝအရှိကိုကုန်အောင်ပါပေါ့နော်။ဆိုတော့အားကြိုင်တော့နောက်ကလူက AC လေးဝင်လို့ရမှာဖြစ်ရတယ်။ဆိုတော့အဲ့လားတကယ်ကိုတကယ် premium ကားတွေမှာပဲ um တကားနှစ်ပေါက်ကိုင်းမှာပဲပါတာဗောနော်ဒီမှာ Mercedes တို့ Mercedes တို့အမိုးပွင့်နေတကယ်ပြောရင်အမိုးပွင့်နေ coupe တွေမှာပဲပါတဲ့ features ဖြစ်ပါတယ်အတော်တော်မိုက်ပါတယ် um ပြီးတော့ဒီကားမှာတကယ်ပြီးတော့ကျွန်တော်ကြိုက်သွားတာကအခုမြန်မာနိုင်ငံဝင်လာတဲ့ဒီတကားနှစ်ပေါက် mini EV ထဲမှာသူ fast charging မရဘူးလေဆိုတော့ဒီကမ်းမှာ fast charging လေးရပါတယ် practical အရင်ကြတယ်ပေါ့နော်ပြောရရင်တော့ fast charging ကိုလူ company တွေကအပြိုင်ဆိုင် benefit ဘယ်လောက် percent တွေဘယ်လောက် percent ကို benefit minute တွင်ရတယ်ဆိုပြီးတော့အဲ့လိုပဲကြော်ညာနေပေါ့နော်ဒီကမ်းမှာလုံအောင် fast charging ရပါတယ်အဲ့ဒါတော်တော် practical ကြပါတယ်နောက်တစ်ခုကျွန်တော်ကြိုက်နေတာတကယ်ကို premium ကားလေးမှာပဲတွေ့ရပါတော့ဒီကားတက်သေးလေးမှာပါတယ်ဒါလည်းဆိုတော့ အာမှန်းမီးလေးနဲ့ပုံစံဖြစ်ပါတယ်ဆိုတော့ဒီ driver seat မှာပေါ့နော်ဒါလေးကိုအဲ့လိုချလိုက်မယ်ဆိုရင်တော့ဒီမှန်းအလုံးဟောက်တောင်းတကယ်ဝင်းလေးနဲ့ပေါ့နော်လင်းတာတကယ်အဲ့ဒါ premium ကားကြီးမှာပဲပါတယ်ပြီးတော့အဲ့ဒါကခလုတ်လေးလိုပုံစံလေးရှိတယ်အာ iPhone နေမှာဆိုတော့ home button လိုလိုမျိုးလေးအဲ့လိုမျိုးလေးကိုနှိပ်လိုက်မယ်ဆိုတော့သူကလိမ့်မောင်ဖြစ်သွားတယ်ဆိုအရာတကယ်မိုက်တယ်ပေါ့နော်ဒါကတော့ main key တော်တော်ကြိုက်မှာဖြစ်ပါတယ်။နောက်ခန်းကတော့တကယ်ဟို luxury တော့ဖြစ်နေပါသေးတယ်။ဆိုခုံကလုံးဝ leather နဲ့ပေါ့နော်ပြီးတော့နောက်မီကလေကျွန်တော်အားရရပေါ့နော်တချို့ဒီလို cup အသေးဒီမှာကျတော့နောက်ခွန်ကနည်းနည်းမှတ်တယ်လေအဲ့ဒီမှာနောက်ခွန်ကမမှတ်ဘူးနည်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 းကြုံမိရတာနည်းနည်းတင်မှာဆောင်းဆောင်းလေးမိလို့ရတယ်ဗောနော်အဲ့ဒါမိုက်တယ်ဒါပေမဲ့ထုံးစံအတိုင်းပဲဗောနော်အမ်ရှေ့ကလူကတက်သေးလေးဆိုရင်တော့မောင်နဲ့လူကတက်သေးလေးဆိုခုံရှိတွင်းတော့နောက်လူကကြေကြေစီးလို့ရတာဗော ရှေ့ကလူကြီးမယ်ဆိုရင်တော့အာဒါတိုက်မှာဗောလေဒါကတော့ထုံးစံအတိုင်းပဲဗောနော်အဲမောင်နဲ့လူသေးပါစေလို့ပဲဆူတောင်းအောင်ပါပဲအဲ့ကြာရင်တော့တော့ဒီမှာ cloud ဖွင့်လိုက်ပြီပေါ့ပေါ့ပါပါလေးပဲသူ့အောင်တက်တော့ဆိုတော့ဒါကတော့ ထောင်နှမ်းမယ်ဆိုရင်တော့ဒီမှာလုံးဝကွက်တီပဲပေါ့နော်ဒီမှာဒီမှာပစ္စည်းနည်းနည်းထားချင်ထားလို့ရတယ်ဒါပေမဲ့အရန်မြန်တာဒီကျိုးလေးကိုဆွဲပြီးတော့လို့လိုရဲလေးကိုမဲ့ဒါကတကယ်ကိုမော်တာတွေမော်တာတွေပါရာထက်ကိုတော်တော်မြန်တယ်ပြန်ပြီးတော့ဆွဲချင်လေလွယ်လွယ်လေးအဲ့ကျိုးဆွဲလိုက်ရမယ်ပေါ့နော်ဆိုတော့ဒီတိုင်းဆိုရင်တော့ဒါပစ္စည်းအများကြီးထည့်လို့ရတယ်အမ်လူလေးပြန်ဆွဲလိုက်ရုံပဲအဲ့ဆိုရင်တော့တကယ်ကိုလွယ်တယ်ပေါ့နော်တကယ်ကြိုက်တာနောက်ဖုံးမှာနောက်ဖုံးကအရင်ပေါ်တယ် ဟုတ်ပေါ်လေးပဲကျွန်တော်ဒီကောက်တော်တော်ကြိုက်နေပါတယ်ဘာလို့ဆိုတော့သေပြီးတော့တကယ် great ပြေလို့ပါပြီးတော့လူအများစိတ်ဝင်စားမှာဒီကားပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ cherry fx လို့ခေါ်ပါတယ် fx ပေါ့နော် ဆိုတော့ဒါတော့တကယ်ဘယ်လိုပြောမလဲဆိုတော့ SUV ပေါ့နော် EV SUV ဖြစ်ပါတယ်ဒီကားကလည်းတကယ်ကို premium ပေါ့နော်အထဲမှာကျွန်တော်ကြည့်ကြည့်ရတော့တကယ် premium ပစ္စည်းတွေပဲသုံးထားတယ်ဒီတကားအမှတ်တင်မှကျခလုတ်တွေကအဆောက်ပေါ့နော်တကယ် speaker ပုံစံတွေအာသွားလာတွေကအဆောက်ပေါ့နော်ဈေးကတော့ကျွန်တော်ဒီဘက်မှာတော့မပြောသေးဘူးပေါ့နော်ဒီ video မှာလည်းမကြော်ညာသွားသေးဘူးဘာလို့ဆိုတော့သိကြရင်တော့ဒီကျွန်တော် အာဒီ showroom phone number ပေးပါမယ်ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ sales page ကိုဆက်သွယ်ပြီးတော့ဈေးတွေမေးလို့ရပါတယ်ခုနဒီ FX ရဲ့ SUV ရဲ့အတွင်းငယ်လေးကိုရောက်နေဖြစ်ပါတယ်ဆိုတော့ဒီကားမှာတော်တော်ကြိုက်တာကတော့ဒါပြောရင်တော့ဒါ luxury ပဲသွားတယ်ပေါ့နော်ဆိုတော့လုံးဝတကယ် finish ဒီကလုံးဝလမ်းပေါ့နော်ဒီ dashboard တွေအာဒီသုံးထားတဲ့ material တွေပေါ့နော်ဒီခုနကျွန်တော်ပြောတဲ့တကားမှန်တင်မှန်ကျ cloud တွေလုံးဝတကယ် premium စမ်းပါတယ်အဲ့ဒါအဲ့ဒါတော်တော်မိုက်ပါတယ်ပြီးတော့ကျွန်တော်တို့ကြည့်ရတော့ဒီ curve screen ပေါ့နော်အရှက်ဟာကျွန်တော်ကြည့်ရတော့လုံးဝအဖျောက်လိုပေါ့နော်ခုနဘေးဒိတ်သွားကြည့်ရမှာအဲ့ဒါ curve ဖြစ်ပါတယ်ဆိုတော့အဲ့လို curve SG ကတကယ်လို့ luxury ရေမှာပဲလာရပါတော့ဆို carry light မှာဆိုလဲ escalate ကတကယ်ကို curve screen ပေါ့နော်လေကြိုက်တယ်ဆိုတော့ဒီမှန်အပေါ်ကမီးရလဲဆိုတော့ဒီဘက်မှာ passenger ဘက်ကောအာဒီဒီဘက်ကောပါပေါ့နော်ဆိုတော့ driver ဘက်ကောပါအဲ့ဒါတော်တော်လမ်းနေပေါ့နော်ကြည့်အခုဒီ driver features တွေကတော့ကျွန်တော်ကြည့်ရတော့ cruise control adaptive cruise control ဒီမှာအဲ့ဒါတွေကတော့ပါတယ်ဒါတော့ဒီဒီသူ့ရဲ့ဈေးထဲဈေးထဲမှာအရာတခြား EV တွေမှာလည်းပါတယ်ပြည့်ဒီကမ်းမှာကျွန်တော်ကြိုက်တာကတော့ HUD ပေါ့နော် head up display အဲ့ head up display က အာတော်တော်မိုက်တယ်ပေါ့နော်အာသူဒီ sales တွေက version မြင့်လိုက်မယ်ဆိုရင်တဲ့ဒီမြေပုံတွေပါအဲ့ head up head up display မှာပေါ်မယ်ပေါ့နော်အဲ့ဆိုအဲ့လိုပေါ်ရင်တော့တော်တော်မိုက်သွားပြီပေါ့နော်တကယ် features တွေဖြစ်သွားပြီပေါ့နော်ခု Lawrence လည်း head up display ရတော်တော်ကျမ်းပါတယ် color တွေတော့နော်အခုတော့တော်တော်မိုက်နေပါဘူးအာ okay ပြီးတော့ဒီသုံးနာရဲ့ speaker တွေကလည်းကျွန်တော်ကြည့်လိုက်တာပေါ့နော်ကြည့်လိုက်တာဗာရေးရလဲဆိုတော့ Sony လို့ရေးရပါတယ် okay ရပါ FX ရဲ့အနောက်ခံဖြစ်ပါတယ်ကျွန်တော်ဒီနောက်ခံကတော့ဖွင့်လိုက်မယ်ဆိုရင်တော့အင်းတိတ်တော့မထူးဆန်းဘူးပေါ့နော်ဒါပေမဲ့အယောင်လေးကတော့အပြောင်လေးဖြစ်နေတယ်နည်းနည်း different taste လေးပေါ့ကဲထားပါတော့ကဲတော့ဒီမှာဒီစီကတော့ဆိုးပါဦးသူရဲ့နေရောဆန့်ပါတယ်ပြီးတပြေးပိုဆန့်နေတယ်ဆိုရင်တော့ဒီ SUV ရဲ့ထုံးစံတိုင်းအလဲရကုန်ခောက်လိုက်လို့ရတယ်ခောက်လိုက်မယ်ဆိုရင်တော့အများကြီးတင်လို့ရပါပေါ့နော်ဆိုတော့ထုံးစံတိုင်းမှာမော်တာပါတယ်ဒီဟာ နဲ့ဆိုရင်တော့ဒီမှာဒီကျွန်တော်ကြည့်ရတော့နော်အရှိခုနအရှိဘောနက်လေးကိုဖွင့်လိုက်သေးတယ်။အဲ့ဘောနက်ထဲမှာတော့ပစ္စည်းထည့်လို့ရတဲ့နေရာတသိသိလေးရှိသေးတယ်။ဆိုတော့အမှဘာထည့်ရလဲဆိုတော့အာသွင်းဂျိုးထည့်ထားတယ်ပေါ့နော်။ဆိုတော့ okay ဆိုတော့ဒါတစ်ခုဝင်လာတဲ့ SUV ထဲမှာတချို့မပါတာများတယ်ပေါ့နော်။အရှိအကြီးဘောနက်အောက်မှာနေရဒီဒီကောင်းမှာတော့ပါတယ်။ဆိုတော့မပါတဲ့ဆိုင်ပါတာလေးကပုံမိုက်တယ်ပေါ့နော်။ okay okay ဆိုတော့အခုလောရဆိုတော့ဒီ showroom ဖွင့်ပွဲပေါ့เนาะအနောက်မှာလဲ service center ရှိရယ် service center ဖွင့်ပွဲလဲတခါလဲလုတ်လိုက်တာဖြစ်ပါတယ်အဲ့ ကဲအဲ့တော့ဒီဒီဇင်းလုံးကြီးပေါ့နော်ဇင်းလုံးကြီးကတော့ဒီဖွင့်ပွဲမှာတော့မပြောသွားဘူးပေါ့နော်ဆိုတော့ဇင်းလုံးကြီးတိကျင်နေဆိုရင်တော့ဒီဒီ cherry မြန်မာ page ကိုသွားမေးလို့ရတယ်ပြီးတော့ sales ရဲ့ phone number တွေလည်းကျွန်တော် comment မှာပေးရမှာပေါ့နော်ဆိုတော့အဲ့မှာဇင်းကိုသွားမေးလို့ရပါတယ်ကျွန်တော်ထင်ပါတယ်ဇင်းကတော့ the premium price ပဲဖြစ်ပါလိမ့်မယ်ကဲ okay so ke de khu lo lo zero di garnacy chang kaung kaung ti wa yi lo tin ma de so showroom ga ro di pilan bone di kabao lan ye be kae ye ma shi ba de ke ro da ba be ta ta